ချစ်စရာကောင်းပေမဲ့ဒေါသထွက်လွယ်တဲ့ပန်းနာနီလေးတွေရဲ့နောက်ခွဲကအမှန်တရားမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့အားလုံးချစ်ကြတဲ့ပန်းနာနီလေးတွေရဲ့မထင်မထားတဲ့ဘဝအကြောင်းပြောပြပေးသွားမှာပါဒလိဆိုင်ရုံကိုရောက်တဲ့အခါမှာပန်းနာနီလေးတွေဟာပျော်ပျော်ရွှင်ရွှင်အိတ်နေကြတာဝါးပြီးနေစားနေကြတာကိုမြင်တွေ့ကြရမှာပါဒါပေမဲ့သူတို့လေးတွေရဲ့တတောင်တတာဘဝနောက်ကွယ်မှာဒလိဆိုင်ရုံဝန်ထမ်းတွေရဲ့လှုပ်ဝက်ကယူဆိုင်မှုတွေရှိနေရဲဆိုတာသင်သိပါသလားဗန္နာနီလေးတွေရဲ့မူရင်းစာတီးကဟိမွေနာတောင်နန်းလို့အေးမြတဲ့ဒေသတွေပါ သူတို့ဟာသဘာဝအတိုင်းအေးတဲ့နေရာမှာပဲနေထိုင်မှုခန္ဓာကိုယ်ဖွဲ့စည်းပုံကပြောင်းလဲထားပါသည်သူတို့ရဲ့အမွေးတွေကအေးရန်ကိုခံနိုင်ရင်ရှိအောင်ထူထဲပြီးတော့နှာခေါင်းပေါက်တွေကလည်းတာမန်တလေးဆန်ထပ်ပူသေးပါသည်ဒါပြင်သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာအပူချိန်ထိန်းညှိပေးတဲ့အင်္ဂါအစိပ်ပိုင်းတွေကအပူဓာတ်ကိုလုံးဝမခံနိုင်ပါဘူးဒါကြောင့်မလို့အေးများတဲ့ပတ်ဝန်းကျင်မှာသာသူတို့ရဲ့နှလုံးခုန်နှုန်းနဲ့ကိုရင်းအပူချိန်ကပုံမှန်ရှိနေမှာပါအကယ်၍ပဝင်းကျင်ကအရန်ပူလာပြီဆိုရင်တော့သူတို့ရဲ့နှလုံးခုန်နှုန်းတွေကအရန်မြန်လာပြီးအပူရှက်ပြီးအသက်အန္တရာယ်အောင်ရှိနိုင်ပါသည် ဒီအချက်တွေကိုဒလိမ့်ဆိုင်ရုံဝန်ထမ်းတွေကသိရှိထားတဲ့အတွက်ပန်နာနီတွေကိုအထူးဂရုစိုက်ကြရပါသည်။ပူပြင်းတဲ့ရာသီဥတုမှာသူတို့ကိုအထူးစီမံထားတဲ့အဲကွန်ကန်ထဲမှာထားရပါသည်။အပူချိန်ကိုအမြဲတမ်းစောင့်ကြည့်ပြီး15ဒီဂရီဆယ်စီယက်ဖာရင်ဟိုက်နဲ့ဆိုရင်တော့59ဒီဂရီဖာရင်ဟိုက်ဝင်းချင်မှာထိမ့်ပေးထားရပါသည်။ဒါအပြင်သူတို့အနားယူဖို့ရေခဲရုံအကြီးကြီးတွေကိုအခန်းထဲထည့်ပေးပါသည်။သူတို့လေးတွေဟာအဲ့ဒီရေခဲရုံတွေပေါ်မှာမှီပြီးအပူကိုဖြည့်ဖြောက်ကြပါသည်။ တကယ်လို့ရေခဲတုံးတွေမရှိဘူးဆိုရင်တို့ဟာစိတ်ဖိစီးမှုတွေအများများလာပြီးပတ်ဝန်းကျင်ကိုဒေါသတကြီးတုံးပြတိုင်းတလို့တို့ကိုထိန်းသိမ်းဆောင်းရှောက်တဲ့သူတွေကိုတော့မှပြန်ပြီးရံမှုနိုင်မှာရီဒါကြောင့်တရိတ်ဆိုင်ရုံဝန်ထမ်းတွေကတို့စိတ်ချမ်းသာဖို့အတွက်နေစဉ်ရက်ဆက်ဂရုတစိုက်ရှိနေရတာပါဒါကြောင့်နောက်တစ်ခါတလေးဆိုင်ယုံကိုသွားတဲ့အခါဘန်နာနီလေးတွေအေးအေးဆေးဆေးအိတ်နေတာကိုတွေ့ရမယ်ဆိုရင်ဒီဘွာလေးနောက်ွယ်ကအထူးကယူဆိုင်မှုတွေကိုသတိရပေးပါသူတို့လေးတွေဟာတာမန်ပူရန်ကိုယ်တော်မှမခံနိုင်တဲ့နုညံ့တဲ့တတ္တဝါလေးတွေဖြစ်တာကြောင့်လူသားတွေရဲ့အကူအညီနဲ့စောင့်ရှောက်မှုကိုအမြဲလိုအပ်နေပါရီ ပန်ဒါနီလေးတွေရဲ့အသက်ရှင်ရဒီမူဟာဒလိမ့်ဆိုင်ရဝန်ထမ်းတွေရဲ့ကြိုးစားအားထုတ်မှုကြောင့်ဆိုတာမမေ့ပါနဲ့လို့ပြောရင်ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲရန်နာလိုက်ပါပြီ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေအတွက်ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့အတွက်မမေ့ပါနဲ့နော်။ဂျပန်နိုင်ငံရဲ့ရိုးရာကြောက်တုံးလေးတွေနဲ့ဖုတ်တဲ့ပေါင်မုံ။ပေါင်မုံဖုတ်တယ်ဆိုတာနဲ့ဘာကိုအရင်ဆုံးမြင်ရောက်မိလဲ။ခင်မီစပ်ပြည့်စီးရီအပြည့်နဲ့မုံဖုတ်တိုက်တွေတန်ရှင်းတောက်ပြောင်နေတဲ့ stainless steel မီးဘိုကြီးတွေ။ ်အပူချိန်ကိုကွန်ပျူတာနဲ့အတိအကျထိန်းချုပ်ထားတဲ့စနစ်တွေဟုတ်တယ်မလားဒါပေမဲ့ဒီနေ့ကျွန်တော်ပြသမယ့်နေရာမှာတော့ဒီအရာတွေကတခုမှမရှိနေပါဘူးစက်ပစ္စည်းလည်းမရှိပါဘူးလျှက်စီမီလည်းမလိုပါဘူးခင်မီကရိယာတွေလည်းမသုံးဘူးရှိတော့ကတော့ဂျပန်နိုင်ငံရဲ့ရှိကြတဲ့ရိုးရာအစင်းလားတဘာဝတရားနဲ့လူသားရဲ့ပါနတ်မှုတွေကိုပေါင်းဆက်ပြီးမွေးဖွားလာပြီးအန်အောစရာပေါင်းမုံတစ်မျိုးအကြောင်းပါပဲဒါဟာကြောက်တုံးနှစ်တုံးချာမှမွေးဖွားလာတဲ့ပေါင်းမုံတစ်လုံးရဲ့ဇက်လန်တစ်ပုတ်ပါပဲ ဂျပန်နိုင်ငံရဲ့လူတွေရှုပ်ထွေးလာတဲ့မျိုးပြတွေနဲ့အလန်းဝေးတဲ့ဒေါတောင်တွေကြားထဲမှာရွာငယ်လေးတယောက်မှာမျိုးဆက်ပေါင်းများစွာလက်ဆင့်ကမ်းလာတဲ့ပေါင်းမုံဖုတ်နည်းပညာတစ်ခုရှိနေပါသည်။သူတို့ကပေါင်းမုံကိုမီးဖို့တည်းထဲဖုတ်တာမဟုတ်ဘဲနဲ့မီးဖုတ်ထားတဲ့ကြောက်တုံးတွေကြားထဲမှာဖုတ်ကြတာပါ။ဒီနည်းပညာရဲ့ပထမဆုံးအဆင့်ကတော့မီးဖို့ဖြစ်လာမဲ့ကြောက်တုံးတွေကိုပြင်ဆင်တာပါပဲ။သူတို့ဟာမီးရဲ့ပူရန်ကိုခံနိုင်ပြီးအပူချိန်ကိုကြာမြင့်စွာထိန်းထားနိုင်တဲ့မီးတောင်ကြောက်လိုကြောက်တုံးပြားကြီးတွေကိုရွေးချယ်ကြပါသည်။ပြီးရင်အဲ့ဒီကြောက်တုံးပြားကြီးတွေကိုနိုင်ပေါင်းများစွာကြောက်အောင်ထင်းမီးနဲ့အပူပေးရပါသည်။ အဲ့လိုပူပြီးတဲ့နေရာမှာတုံးတဲ့ထင်းမျိုးအစားကအစပါမုံရဲ့ရနံ့ကိုအများကြီးလွှမ်းမိုးမှုရှိသွားပါသည်။ကြောက်တုံးတွေကပါမုံချက်ဖို့အတွက်လုံလောက်တဲ့အချိန်ကိုရပြီဆိုရင်တော့ဒုတိယဇာလိုက်ဖြစ်တဲ့ပါမုံညံ့ရဲ့အလဲကိုရောက်လာပါပြီ။သူတို့တုံးတဲ့ပါဝင်ပစ္စည်းတွေကတိတ်ကိုယိုရှင်ပါသည်။ဒေတာရင်းမှာပဲစိုက်ထားတဲ့ဂျုံနဲ့လှုပ်ထားတဲ့ဂျုံမုတ်ကြည်လင်နဲ့တောင်ကြီးစားနေနေနဲ့တဘာဝတာစီပဲဖြစ်ပါသည်။တခြားဘာတာတုပစ္စည်းမှမပါဝင်တဲ့အတွက်ဒီပါမုံဟာဂျမ်းမာကြီးနဲ့လည်းညီညွတ်ပါသည်။ အဲဒီပါဝင်ပြည်စည်းတွေကိုကျွမ်းကျင်တဲ့လက်တွေနဲ့နေပြီးပုံစံသွင်းလိုက်တဲ့အခါမှာတော့ဇလန်ရဲ့အထွတ်ထိပ်ကိုရောက်လာပါပြီ။မီးနဲ့ဖောက်ထားလို့ပူကျင့်နေတဲ့အောက်ခံကြောက်ပြားကြီးပေါ်ကိုပုံသွင်းထားတဲ့မုံညက်ကိုအသာအရာတင်လိုက်ပါပြီ။အဲဒီနောက်မှာတော့အပေါ်ကနေအပူပေးထားတဲ့နောက်ထပ်ကြောက်တုံးပြားကြီးတစ်ခုနဲ့ပြီပြီးတော့ဖုံးအောင်လိုက်ပါပြီ။ဒါဟာဘာနဲ့တူတယ်ဆိုတော့သဘာဝတရားကြီးကဖန်တီးထားတဲ့မီးဘိုကြီးတစ်လုံးလို့ပါပြီ။ကြောက်တုံးနှလုံးကြောက်ကအပူချိန်ဟာမုံသားတွေကရေငွေ့တွေကိုအပြင်ကိုထွက်မသွားအောင်ပိတ်လောင်ထားလိုက်ပြီးပေါမုံကိုအတွင်းထဲကနေအပြင်ဘက်ထိညင်ညင်ညာညာကျက်စီပါသည်